မင်္ဂလာပါ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့1953ခုနှစ်အော်တိုဘာလထုတ်မြောက်ပြည်မဂ္ဂဇင်းမှာစာရေးဆရာတက်ကတော်ဦးလှမောင်ရေးသားထားတဲ့အငင်းတန်သောဘယင်းဆိုတဲ့ဝတ္ထုကိုဖတ်ပြမှာပဲဖြစ်ပါတယ်အငင်းတန်သောဘယင်းတက်ကတော်ဦးလှမောင်ရေးသည်ရှင်းလွန်လေပြီးတော့အခါရောတိုင်းပြည်တွင်မင်းပြိုမင်းလွင်တပါဌိနန်းစိုးစံတော်မူသည် ထုံမြင့်မြေကတဆေဘီရင်ကိုဝေးနှိမ့်နှံပြကြော်ကြသည်တဆေဘီရင်သည်ဗိသိက်ခံဘက်အတွက်နန္ဒမိတ်ချင်းဆက်ဆက်နေသော တိုင်းပြည်တစ်ပြည်မှာဘရင်တမီးတော်တစ်ပါးနှင့် လက်ဆက်ထိမ်းများသည်အိန္ဒိချင်းဘရင်တပည့်တော်မှာဒေဝိစရာလှကညာကပင်ဥတင်တိုက်အောင်မလှစရောင်းလှပသည်အသည့်ဆက်ဆက်ဇနီးမောင်နှံမင်းနှင့်မိဖုရားတို့မှာချစ်လေးပြေစောနှင်းပြီးလျှင်ချစ်လိုင်းကလေးတွေတအီအီနှင့် ကွန်စီတီစိတ်ငါစိတ်ငါတငိမ့်ငိမ့်ပီတိဖြာကြသည်ကြင်အောင်မဲတစ်လွင်မင်းနှင့်မိဖုရားတို့မှာတိုက်သူပြည်သားစရီးမောင်နဲ့အဆုံအဆုံတို့၏အချစ်ဆံပြမောင်မဲဖြစ်ကြသည်မင်းနှင့်မိဖုရားတို့၏အချစ်ရောင်ပြန်ဟက်သည်ဖြင့်တိုက်သူပြည်သားအလုံးတို့မှလည်းရေတွေ့ကြဖြစ်ကြသည်နင်းစီကယင်တစဉ်ကပြုံအပွင့်မှာပန်တော်ဝင့်ပေအပင်မှာဘေးအတွက်ကဲကြောင်းစူးဖတ်တတော် နေ့စီပန်းမှာလှပမွေးကြိုင်သည်တိုးတော်အခက်မှာစူးဖက်၍နေသည် အချစ်စစ်အချစ်မှန်၌လဲအချစ်စူးကလေးများဖတ်တက်သည်မှာဓမ္မတာဖြစ်သည်မင်းနှင့်မိဖုရားတို့၏အချစ်လင်းချင်းကလေးမှာအချစ်ဗရားတိုင်းဒီဂရီရုပ်တရက်အောက်ဆုံးတင်းသူကြဆင်းသည်ဖြင့်အပြစ်မုံတိုင်းဘဝသို့ကူးပြောင်းနေပြီအချစ်ကြီးသည်ဖြင့်အမျက်ကြီးကြနေပြီအပြစ်သဲမုံများသည်အချစ်မျက်စိတို့ကို ဖုံးလွှမ်းစီပြီးဘယင်းနှင့်မိဖုရားတို့ကနှစ်ဦးစလုံးပင်အသက်တော်နှုတ်နေပြိုမြင့်သူကြီးဖြစ်သည် တဝိချအားကိုတဦးကအထုကိုးစားသည်တဦးကတင်းလင်တဦးကချော့၍တဦးကပြင်းလင်တဦးကပြော့မိဟုတင်စားသူကြီးဖြစ်သည်တဝိချစ်ကိုတဦးယုံစားလုံးလာသည်ဒုရဏဦးမှာသွေးပီဇမျိုးစေးကထုံလာသောဝါဒနာတစ်ခုရှိသည်မင်းရောမိဖုရားနှစ်ဦးလုံးမှာပဲအနိုင်မခံအရှုံးမပြေပဲငြင်းခုန်တက်သောဝါဒနာအသေးပြားမှအမြင့်တွင်နေသည်တဝိနှင့်တဦးမှာအချစ်ကိုယုံကငြင်းခုန်တက်ကြသည် ထမ၌တဦးကလျှော့ပေးနို့လို့ပြင်းငင်းခုံကြသည်တို့ရာတွင်မြည်သူကမှအလျှော့မပေးသောကြောင့်တဦးအပေါ်တဦးမကျေနပ်မှုသာအဖက်တင်ရလေသည်ဤကဲ့သို့အချစ်ဆန်းလုံပွဲကလေးများခဏခဏကျင်းပါကြသည်ကျင်းပါတိုင်းကျင်းပါတိုင်းအချစ်ဆန်းပွဲများတွင်မိဖုရားခင်များမှမျက်ရည်တဆန်းဆန်းနှင့်အဆုံးတက်ရရှာသည်မင်းပြိုမင်းလွင်ပင်ရင်မှလည်းမိဖုရားအပေါ်တွင်တဖြည်းဖြည်းအချစ်ပြေစာပြုလေပြီး မင်းမိဖုရားညင်းခုံပွဲမှာအချစ်ဆန်းပွဲမျိုးမဟုတ်တော့ပဲဒေါသရောင်ကြီးဖျန်းသည့်အပြစ်ဆန်းပွဲများသာဖြစ်လေသည်ညတညနိုင်လေးသားဆောင်ဘုံဦးဝယ်လာရောင်ကြီးအေးတက်ကလေးသည်မျက်စိလဲလန်းလွဲနေသည့်မောင်မေတို့၏ငကိုအချစ်စိတ်ကိုလယ်ပြားသွေးဆောင်ခဲ့ကဂျင်းဘူအတိုင်းမင်းမိဖုရားတို့၏နှလုံးသားတွေအချစ်လှိုင်းကြွစေလေသည်မင်းနဲ့မိဖုရားတို့မှာအိမ်မက်ကောင်းသူပမာချစ်ရတာကိုအာသာငန်းငန်းခံစားပျော်မြူနေကြသည် လမ်းတော်ဝင်အတွင်မှမိခွေးများဥတန်းကိုတဲ့ကနေနှစ်ဦးစလုံးပင်ကြားလိုက်ရသည်ထိုအခါဘရင်မင်းမြတ်က"အိုးမောင်ကြီးတတ်ထားချစ်မိပါဗျာ။ကြားရဟိမ့်နဲ့တញ្ញញံစူပါပြီးတော့ဒီဟုငင်းခုံမွဲကိုအစာပြိုးနေတော်သည်။မိဖုရားကြီးမှာအမှန်ကိုအမှားမတရားမှုကိုလားလားမြတ်လက်မခံနိုင်ရကမင်းကြီးအား"အိုမမဲတက်ဝီငယ်ချမ်းဆွေမောင်တော်ယခုမောင်တော်ဖုရားကြားရသည့်အတန်မှာကြားဟိမ့်တယ်မဟုတ်ပါ မေခွေးများဥတန်များသာဖြစ်ပါသည်ယခုကဲ့သို့မေခွေးများလာရောက်ဦးသည်မှာဤဒီချိန်သာမဟုတ်ပါလတာတိုင်းပျော်ရွှင်မြူတူဥတိနေပင်ဖြစ်ပါသည်ဟုအစဉ်အလာဖြစ်တတ်ပုံဖြစ်ခဲ့ပုံအထောက်အထားနှင့်ကိုးကား၍ပြောလေသည်မငင်းတန်သောဘရင်ကတဖန်ဤသို့စကားတုံ့ပြန်သည်အသင်မီဗျာအသင်မှာနာတကြီးလွဲနေပြီယခုကြားရသောအတန်မှာမြေခွေးဥတန်လုံးဝမဟုတ်ချေခွေးဥတန်နှင့်ကြားဟိန်တန်တို့မှာ လေပုံးမြူးတံနဲ့မိုးကျူတံပမာကွာချလာသည်ယခုကြားရသောအတံမှာစိတ်နှက်ခွဇဝေဇဝါဖြစ်ပွဲမရှိပြီးတေတေချာချာပင်ကြားဟိန်တံဖြစ်သည်ဟုငင်းကုံပွဲအမြင်သွဲလေသည်တို့နှစ်ပင်မင်းနှင့်မိဖုရားတို့၏အငင်းမီးပွားလေးသည်တခဏအတွင်တခုံးခုံးတောက်သောမီးလျံပွားသို့ကူးပြောင်းနေတော်သည်အတုံပြန်စကလုံးကလေးများသည်လည်းဒေါသဤစေတမန်များဖြစ်ကြလေသည်မင်းနှင့်မိဖုရားတို့မှမူမိမိတို့ဝါသနာအတိုင်းတအူးနှင့်တအူးအလျှော့မပေးကြသည် နောက်ဆုံးနိုင်ရှင်ဘီယံကမိဖုရားဤသို့ဆိုရင်အသင်မိဖုရားယခုအတိုင်းကျွန်ုပ်တို့ညင်းခုန်နေကြလေမိကိုမဆုံမိုးမဆုံမုံလုံးဆက်ကူကပ်ဖြစ်နေတော်မူကျွန်ုပ်တို့ညင်းဘွဲမှာရှေးလေရှုပ်လေအမေဘုတ်ကြီးခင်ဖြစ်နေသည်ရက်စဲဖို့လမ်းစာမမြင်သည်ယခုညင်းချက်ပြဿနာကိုမူးမဲ့ပညာရှိညီလာခံအစုံလင်တွင် ခုံတင်စစ်ဆေးစုံစမ်းစေမည်အကယ်၍ပညာရှိမူးမဲ့ကုန်သမာရီတို့ကမိဖုရား၏ညင်းဆိုချက်ကမှန်သည်ဟုဆုံးဖြတ်မူကျွန်ုပ်ကိုတစ်တုံးတုံးပေါ်မှာတင်၍ မြစ်ပြင်သို့မျောစေတို့ဒီမဟုတ်ပဲကျွန်ုပ်ကမှန်၍မိဖုရားကြီးကမှလေအသိမိဖုရားကိုတစ်တုံးပေါ်မှာတင်ကမြစ်ပြင်သို့မျောပြီးမိဖုရားကြီးက ESC ရင်လောင်းကြီးကိုသဘောတူပါစဟုမိနေသည်မိမိမှန်တီကိုအတက်တီသောမိဖုရားကြီးသည်ဘယင်းအကြံပေးချက်ကိုဦးမလီပဲချက်ချင်းပင်သဘောတူလေသည်နောက်တစ်နေ့မနက်ညီလာခံတွင်ဘယင်းမင်းမြတ်သည်မိဖုရားကြီးနှင့်မိမိတို့၏ညင်းခုံချက်ပြဿနာကိုတင်ပြပြီးလင်ပညာရှိမူမတ်ပရောဟိတ်များကိုခုံဖွဲ့၍ဆုံးဖြတ်စေသည် ခုံအဖွဲ့အားမိမိနှင့်မိဖုရားတို့၏လောင်းကြီးကိုမိန်ကြားလိုက်သည်ခုံအဖွဲ့ဝင်မူကြီးမတ်ရသေနာပရိကြီးတို့သည်နန်းတော်နှင့်မင်းမွေး၌နေထိုင်ကြသူတောင်းသူလည်းသမားစေရဲသားမှစ၍လက်နေလေအောင်အလုံးကိုရှင်းပေါက်သို့ဆင့်ခေါ်ပြီးလင်လွန်ခဲ့သည့်ညအတွင်မိသည့်တရိတ်ဆန်များ၏အော်ဟစ်တန်ကိုကြားရသည်ဟုတည်တည်ချာချာစိတ်ဆက်ဆက်ဆင်မိတာသည်တတ်သည့်အလုံးကပင်မိခွေးဦးတန်များကိုသာကြားသည်ဟုတညီတညွတ်တဲထွက်ဆိုကြသည်မူးမတ်များကကြားဟိန်တန်ကိုပါကြားသေးသလားဟု စင့်ကဘရင်ဘတ်တို့ပင်း၍မေးတော်ကြလဲတတ်သည်အားလုံးကပဲကြားဟိမ့်နိုင်ကိုမကြပါကြားများသည်ဤပတ်ဝန်းကျင်တစ်ဝိုက်တွင်ကျက်စားနေထိုင်မှုသည်မရှိပါဤဒေသကကြားများနှင့်ဓမ္မတော့ကပြုတ်ပါသည်ဤနေရာသို့ကြားများလာရောက်၍ဟိမ့်သည်ကိုလည်းတသက်နှင့်တကူတခါတရံမှမကြားစဘူးပါထို့ကဲ့သို့တကြားအိုကြီးများကရဲရဲတင်းတင်းတတ်သည်ခံကြသည်တတ်သည်အားလုံး၏ထွက်ဆိုချက်အရာဘရင်မင်းမြတ်ဤငင်းဆိုချက်မှာယုံတောင်ပြေခွေးမြောက်လိုက်ဖြစ်နေသည် တက်တက်ပြောင်းပါစင်အောင်လွဲကြပြီမိဖုရားကြီးစကားသာလျင်ဆက်ဖြင့်ဖြတ်ပြီးတကယ်တို့တိကျမှန်ကန်သည်ဘယင်းမင်းမြတ်မှာမိမိစကားအတိုင်းရေရင်တွင်နစ်ကိန်းကြုံကြပြီသို့တော်ကံကြမ္မာကအလွန်ဆိုင်ကြသည်ဝိပတ္တိစုတ်ကတ်တွင်အမှန်တော်မှား၍အခါချိုသည့်ခိဖြစ်သည်မျက်နာကြီးအားဟိဘက်ပါကြသည်မူမတ်ပညာရှိခုံအဖွဲ့မှာဘယင်းနှင့်မိဖုရားတို့၏အငင်းပွားပုံအမှုသွားကိုထင်းထင်းရှားရှားအပီးတိုင်စစ်ဆေးပြီးကြပြီအမှုသွားအမှန်မှာမိဖုရားဘက်သို့ ဂျင်းဝင်းရှားစောက်ထိုးထွက်နေသည်ခုံဖွဲ့၏တာဝန်မှာစုံဖြတ်ချက်ချရန်သာလိုတော်သည်တရားသဖြင့်စုံဖြတ်ချက်ချရန်အရေးကိုတိုင်းပြည်အခြေအနေပေါ်တွင်မှတ်ကြောက်တင်က အမျိုးမျိုးဝေဖန်ကြသည်ဒေါ်ကမင်းအဆက်ဆက်ကပင်အမှုထမ်းရင်ခဲ့သည်ဖြင့်ယခုဘရင်လက်ထက်မှာလည်းပညာရှိကြီးဟုဥညွတ်ခံရသူပရောဟိတ်အမတ်ကြီးကခုံဖွဲ့အားဤသို့ဖြောင်းပြနှောင်းချလေသည်အိုကဝိတော်တို့ယခုအမှုသွားမှာနန်းဦးပြတ်တက်ဖျားကဗရမယပမာထင်ရှားလာသည် စိတ်နှခွဖြစ်ဖွယ်မြူမြမရှိပြီအမှုသောအမှုလွာအတိုင်းမှာဘယင်ကိုအရှုံးပေးရခြင်းမီထိုကဲ့သို့ဘယင်ကိုအရှုံးပေးပါကနောက်ဆက်တွဲမြေတုတ်မြေပုံဖြစ်ပွားမီတဏ္ဍငင်တစင်ပါအချက်များကိုမျက်ခြေမပြတ်သင့်မီမင်းတို့စကားမိုးကျူးသွားဖြစ်ပြီးအလွန်ထက်မြက်ဆူးရှာလာသည်ထွက်ပြီးစင်စွဲဝင်းတယ်မရှိတဲ့ကဲ့သို့ဘယင်ဤအမိန်တော်အတိုင်းစံချီမတိန်ဆောင်ရွက်ရပေမီဤအမှုရင်ပရိညင်စကားအတိုင်းဘယင်ရှုံးကဘယင်ကိုတစ်တုံးမှတင်ကရေပြင်သို့မျောရမည် တကယ်၍ဘရင်ကိုတစ်တုံးတွင်တင်ကမြစ်ပြင်သို့မျောခဲ့သောကျွန်တော်တို့တို့မှာမိဖုရားအုပ်ချုပ်ခြင်းကိုခံရပေတော်မူမိမကိုတိုင်းပြည်ဤဥဆုံထားရမည်ရည်သည်လောကကြီးတစ်ခုလုံးတွင်မလိုလားအပ်ဆုံးမဖွဲ့ရဆုံးဖြစ်သည်မိမပဲ့ကိုင်းသောတိုင်းပြည်သည်အလိုလိုပင်တကိုးနှုံသည်အခြားပြည်တော်အချင်းချင်းမင်းတို့ကမထင်မဲ့မြင်ပြုကြမည်အကယ်၍ကျမ်းရည်သောမိဖုရားကတပင်လဲမူတပင်ထူမီဆိုပြန်လေကျွန်ုပ်တို့မှာပို၍ပင်နှာခေါင်းကြွေတွေ့ပွဲရာဖြစ်သည် နောက်မှပေါ်တင်ရွှေကြပင်ကိုဘရင်မမြောက်လို့ကျွန်ုပ်တို့လက်ရှိဘရင်မင်းမြတ်ဒီတိုင်းပြည်အုပ်ချုပ်ရာတွင်အစိမ့်အကြက်မရွေးရင်ဝဲသားတို့ကြည်ယူသည်မင်းကြီးတရားနှင့်တပြောင်းတည်းညီညွတ်သည်ယခုအမှုမှာမင်းနှင့်မိဖုရားတို့နှစ်ဦးသည်နှင့်သာသက်ဆိုင်သည့်ညီကုံချက်ဖြစ်သည်ကျွန်ုပ်တို့၏ကိုပိုင်ကိစ္စကိုရေးကိုရာကိစ္စလေးမျှသာဖြစ်သည်ပြည်သေးရေးမဟုတ်ကြီးဤအမှုအတွက်ပြည်သေးရေးဖယိုဖျဲကျွင်းယူပွဲရာတစိုးတစီမှမရှိပါကိုပိုင်အရေးနှင့်ပြည်သေးရေးကို မထွေးစေလိုပါ ကျွန်ုပ်စိတ်ရင်းအတိုင်းမှာကိုပိုင်ကိစ္စရုံးမှမှုအတွက်တရားမျှတသောမင်းမြတ်တပါမဆုံးရှုံးခြင်းမှာထို့ပြင်မိမကိုလည်းတိုင်းပြည်အုပ်ချုပ်မဖြစ်စေလိုပါသို့အတွက်တိုင်းပြည်အကျိုးကိုစင်ကြင်ထောက်ထားငဲ့ညာ၍ကျွန်ုပ်တို့ယခုတည်ပြီးပြည့်သည့်အမှုသောအမှုမှန်ကိုထိန်ချမ်းကဘရင်မင်းမြတ်၏ညှဉ်းဆိုချက်သားလျှင်မှန်ကန်သည်ဟုတိုင်းပြည်သိအောင်ကြေညာမောင်းကပ်ရန်အကြံပေးပါသည်ထို့ကဲ့သို့အကျိုးအကြောင်းကိုပြကဘရင်ဘက်မှစင်ကြေလဲလေသည်အခြားသောခုံအဖွဲ့ဝင်မူမတ်တို့သည် ပရောဟိတ်ကြီးအကြောင်းပြချက်ကိုအညီတညွတ်တဲ့လှိုက်လှိုက်လဲလဲအကျွမ်းမဲ့လက်ခံသဘောထိုးကြသည်ပရောဟိတ်ကြီးမှာရှေရဲနောက်ရဲမျောတွဲသိမြင်သောပညာရှိပီတဘာဘီတီဟုကောင်းချီးပေးကာပူဇော်ကြသည်ပရောဟိတ်ကြီးအကြံပေးသည့်အတိုင်းပဲခုံအဖွဲ့သည်ဘရင်မင်းမြတ်၏ငင်းကြက်သာအမှန်ကန်သည်ဟုဆုံးဖြတ်ချက်ချပြီးလျှင်ကြီးညာမောင်းခံလေသည်ခုံအဖွဲ့၏ဆုံးဖြတ်ချက်ကိုကြားရသောအခါဘရင်ဝမ်းသာသလောက်မိဖုရားမှခေါင်းမီးတောက်ရကြသည် တိုးတော်မိဖုရားကတတိကြောင်ကြောင်သွေးခေါင်ခေါင်မဟုတ်ချေလောင်ကြီးအရှုံးကိုအပြုံးပြင်တာကြိုးဆိုလေသည်ခုံဖွဲ့ဆုံးဖြတ်ချက်ကိုအယူခံမဝင်တော့ချေအတနာခံဖို့အရေးကိုလည်းအာဇာနီသွေးပြီးပြီးတွေးယုံမျှပေမတွေးချေဆုံးဖြတ်ချက်ကြီးညာပြီးလေပြီးတို့အတွက်မိဖုရားကြီးကိုတစ်တုံးတွင်တင်၍မြစ်ပြင်သို့မျောလေတော့သည်ညရေရင်သည်တုံးနှင့်တကွမိဖုရားကိုဘရင်နှင့် မျက်နှာလိုက်ကခုံအဖွဲ့တို့မျက်မှောက်တွင် အချင်းပိုးပိုးကြကြမထားလို့တဲ့ပြင် မြားပစ်ပြီးတော့တဟုံထဲဝေးရာသို့တည်ဆောင်သွားလေသည်ထိုအချိန်ခါ၌မိဖုရားမှာနှုတ်ငုံတော်အရေးအမှန်ဖြစ်သည်ပရိသေရတနာကလေးမှာဖုံးရောင်နေလာရွှွှွှွန်ပမိသူဖြစ်သည်ဖြင့်ရေရင်တကြောဝယ်ဘေးမတိရမခါပဲအစင်တစိုက်မျောလေရာရဲအနေငယ်ညောင်းသောအခါကန်းစတောင်တိန်တခုသို့ဆိုက်ရောက်လေသည်မိဖုရားသည်ငွေတောင်ရန်တွင်ဟင်းတာပေါန်းတန်တို့မြူးပျော်ဆန်းသည်ကိုမြင်လေရာပူငွေ့ငွေ့လွမ်းမြည့်ဥကလေးများပါပေါ်သို့အလိမ့်အလိမ့်စီးဖြာကြရလေသည် သို့သောကို့ဖို့ကြုံသည်ဖြင့်တက်လုံးကောင်းရာကြည်တော်မီရေဘေးမှဝေးခဲ့ပြီးကံကောင်းထောက်မှသည်ဖြင့်ဝဲကရက်တို့ဝါမျိုးချင်းမှလွတ်ခဲ့ပြီးညီပြင်းထက်ဂုံးပြင်းမှကျန်သာစီသားသည်ဟုဆင်ခြင်းမိကမိဖုရားကြီးမှဝမ်းသာလုံးဆုရှာသည်မိဖုရားသည်ချက်ချင်းပင်တုံးမှဆင်း၍ငွေတောင်ပင်ကိုဖြတ်ကာခြေလှမ်းတော်တော်ဖြင့်ကံမရန်သို့လျှောက်ခဲ့သည်ကံမတလျှောက်တွင်မျက်စိတစုံကိုင်းမြန်များပိတ်စည်းနေသည်မိဖုရားမှမျက်စိုးတငယ်ဖြစ်ကာ ဘယ်စီတို့ကြွာမြဲရမည်ကိုမဝေခွဲတတ်တော့ကြည်လောကကြီးအလဲတွင်အထီးကျန်ခဲ့လေပြီတယောက်ထဲဖြစ်၍လိပ်ပြာငဲရှာသည်ဖြူဖြူပွေးပွေးမျက်နာပေါ်တွင်ကြောက်သွေးကလေးများဖျန်းတဲ့ရောင်ရောင်နီတရရာအယောင်တန်းလာသည်နေပြားမှာမိကင်နှင့်ကွဲသည့်တမင်မာလေးပမာခိုကိုးရလန်းစားကိုကြီးကန်းတောက်ပေါက်ရှာဖွေလေသည် ကန်းစာမြတ်တော်ရှိတွင်ပုံမှဒီမှရက်ကန်းရှယ်ပြီးသူခောက်တုံခောက်ပြန်လျှောက်၍ကြည့်ရှုရှာဖွေရာနောက်ဆုံး၌ မြက်ပြင်းများအကြဝဲတယောက်သွားตาယုံခြေလန်းကလေးတစ်ခုကိုတွေ့နေသည်လမ်းဆုံးရွာရောက်ဟူသောစကားကိုအာကိုကမိဖုရားသည်ထိုခြေသွားလန်းကလေးအတိုင်းတဖြည်းဖြည်းရှောက်သွားလေသည်ခြေလန်းကလေးသည်ဟိုကွက်ဒီကောက်ဖြင့်ခရီးအတန်ပေါက်သောအခါမိဖုရားကိုကွင်းလက်ဒလင်းပြင်တစ်ခုသို့ဆောင်းခဲ့သည်ထိုကွင်းလက်ကလေးအလဲတွင်ဝိဖြူစင်ကြဲနှင့်ជីညိုဝဲရုပ်လက္ခဏာတန့်သောအဖိုးတစ်ခုကိုတွေ့ရလေသည်ထိုအဖိုးဤမုတ်စိတ်မွေးများမှာ ဝါခေါ်ဆိုင်ကဲ့သို့စွတ်စွတ်ဖြူ၍ခါအတီအသွဲအသွဲကျနေသည်အဖိုးကြီးသည်ထိုအခိုက်အတန့်တွင်ဇားပွဲတောက်ဖွဲများကိုစီရင်ချက်ပြုတ်နေစေဖြစ်သည်နေပြားသည်အဖိုးအိုကိုမြင်လင်မြင်ခြင်းပင်ခမဲတော်အရင်ကိုတွေ့ရပြီးသို့အတိုင်းမသိဝမ်းပြောင်းမိသည် အားကိုးမိသည်မိဖုရားသည်အဖိုးအနီးသို့ချင်းကပ်ပြီးလျှင်ရိုသေလေးစားစွာဤသို့ဆိုလေသည်။"အိုးဖိုးဖိုးကျွန်ုပ်သည်ဖိုးဖိုးအားဖခင်အရင်ပမာလေးစားချစ်ခဲ့ပါသည်။ ကျွန်ုပ်ကိုလည်းယင်းနှစ်တီးချာမှတ်တင်ကျင်းလာပါသည်ယခုအကျွန်ုပ်မှာအလွန်တရာပင်မော့သိပ်စားလောင်းလာပါသည်ကျွန်ုပ်အားအစအစာမျှတပေးကမ်းပါဟုတောင်းပန်တွေးဆိုလိုသည်ထိုအခါအဖိုးကချစ်သမီးတင့်ကိုကျွန်ုပ်မြင်လင်းမြင်ခြင်းပင်ယင်းသွေးအရင်သို့ကျင်းလာပါသည်သားတောက်ဖွဲများကိုစိတ်တိုင်းညာသုံးဆောင်ပါဟုပြူပြူငားငားထွက်နှက်ပြုလိုသည်မိဖုရားသည်နတ်တုတ်ထားသည်မထူးကဲမိုးများသောအာဟာရများကို ဖြည့်တင်းရသည်ဖြင့်အာအင်ပြူပြူကရွှင်ပြလာလေသည် တို့နောက်အဖို့ကဘီဘီယာအာဤသို့ညံကြလေသည်ခြေသမီးကျွန်ုပ်ကမောင်အတက်တွင်ဆံမြောက်သည့်ပါရမူထိတ်ကောင်တွင်ဖြစ်သည်အသည်သည်ကျွန်ုပ်သွန်သင်ညွှန်ကြားသည့်အတိုင်းတသွေမတိန်ဆောင်ရွက်ရမည်တို့မှသာချမ်းသာအညွန်ဖြိုးကွန့်ဝေစားနိုင်မည်သင်သည်ယခုကြီးသွားလမ်းကလေးအတိုင်းရှေ့သို့ဆက်လက်သွားရမည်လမ်းဆုံးသောအခါညယောင်ဆိုသည့်တောင်ကမူထိတ်သို့ရောက်လိမ့်မည်ထိုတောင်ကမူထိတ်သို့ရောက်သည့်နေ့တစ်ပြိုင်တည်း အသည့်မှာမြတ်သောကြံအင်္ဂါလက္ခဏာနှင့်ပြည့်စုံသည့်တာယရဏကလေးဖွားလိုက်ပြီးထိုသားကတာမညတာမီကမတ္တမဟုတ်ကြီးဇဘူဒီပါတကြွလုံးကို ဖုံးယောင်လွှမ်းနိုင်သည့်တာတော်ဖြစ်သည်ခွာစားကပင်အံ့ဘွယ်တရေထူးကဲ့သည့်အရေးအချင်းများနှင့်ပြည့်စုံသည်ခွာလျင်ခွာခြင်းပင်အသင်ဤသားရဏသည်ထူးထူးခြားခြားစကားပြောနိုင်ပြီးလမ်းလျှောက်နိုင်ပြီး အသင်သားသည်ဗကီဟူသော အမည်ဖြင့်ဇဘူးတဝမ်းလုံးကိုခြောက်ချားစေလိမ့်မည် အတိတ်သားဘဂီဥဆောင်ခေါင္ကင်ရသို့ဖွားချေထက်အတင်လိုက်ပါလေတင်းတို့သားမီနှစ်ဦးစလုံးအတွက်ကျွဲပင်ကြီးပေါ့မြီမှာမြေကြီးလက်ခတ်ဖြစ်တည်ဟုချမ်းသာလန်းစာအရေးအယောင်ကိုပေါ်ပြကညွှန်ကြလေသည်မိဖုရားသည်အဖိုးအဝါယိုသေးစွာဦးတင်ကခြိသွားလန်းလေးအတိုင်းဆိုက်ပြီးရောက်ခဲ့သည်များမကြမီပင်မြားစိမ့်အောင်ဆိုသည့်တောင်ကမူထိတ်သို့ရောက်ခဲ့သည်မော်ဝိဇာကြီးပြောကြားသည့်အတိုင်းမိဖုရားမှာတာဥယရနာမီးရှူးတန့်စင်လေသည်ကားကလေးမှာမွေးဖွားပြီးတည်နေတဲ့ပြိုင်နဲ့ ဆက်ချင်းပင်လူလားမြောက်သောအရွယ်သို့ရောက်လေသည်မိဖုရားသည်တာဥကလေးကိုဘကီဟုကမောတက်လိုက်သည်ဘကီသည်ခြေသွားလမ်းကလေးအတိုင်းရှေ့သို့ဆက်လက်သွားသည်မေတော်လည်းတာနောက်မှထက်ကြမကွာလိုက်ပါလေသည်ခရီးအတန်ရောက်သောအခါမြတ်တော်အပြင်သို့ရောက်ခဲ့သည်မိဖုရားသည်မိမိရှေ့တွင်စိမ့်စိမ့်ဆူဆူစိုက်ပြိုးထားသောစဘာပင်ပြိုးတို့ကိုမယောင်ရဲနိုင်သောမျက်လုံးတို့ဖြင့်မျက်စိတဆုံတမျောတခေါ်ကြည့်မိသည်ဇိုက်ကင်းပြိုးကင်းများကိုကြည့်ကလူနေအင်ဂျင်နှင့်နေဆက်သည်ကိုသတိချမှတ်မိသည်ဖြင့် ်အတိုင်းမသိခွန် CT ဖြစ်မိသည်မေရော်နှင့်သားတော်တို့သည် ပီတိရေရင်ကြောဝယ်ခဏတာမြမေမျောနေကြသည်ထိုနေ့ထိုအချိန်ဝယ်မိဖုရားတို့သားမိနှစ်ဦးရောက်ရှိနေသောပြည်နယ်ကိုအုတ်ချုပ်စိုးဆန်တော်မူသည့်ဘရင်မင်းမြတ်၏သားတော်သုံးပါးတို့မင်းစည်းကတောကစားကိုင်းနှင့်ကြုံနေသည်မင်းသားသုံးပါးသည်မိဖုရားနှင့်ဗက်ကီတို့ကိုမြင်နေမြင်ချင်းသွေးသားရင်းချပါမှာချစ်ရည်ဝင်သည်ဖြင့်ထိုနေရာသို့ရောက်လာပုံအလုံးစုံကိုမေးမြန်းကြလေသည်မိဖုရား၏ចောင်းဇလန်းကိုကြားရာတွင် မေတ္တာနှင့်ဂရုဏာရောရှက်ကတဖွာဖွာပေါ်လာသဖြင့်မိဖုရားနှင့်တကွဘဂီကိုပါနန်းတော်သို့ခေါ်ဆောင်သွားလေသည်ဘယင်မင်းမြတ်ကလည်းဘဂီကိုသားတော်တို့၏အဆောင်အယောင်တိုင်းချီးမြှင့်မြှောက်ဆတော်မူသည်ဘဂီ၏မေတော်ကိုလည်းပင်နိုင်ဆံမင်းသမီးအခမ်းအနားဖြင့်ခါစားချီးမြှင့်တော်မူသည်ဘဂီမင်းသားလေးသည်တဏိတချာတိုး၍တိုး၍လှမျိုးကျွယ်ကအာသွယ်တက်လာသည်မင်းသားများတက်အပ်သောအတက်၁၈ရက်တို့ကိုဒိုးတို့မှွေနိုင်သည်လေးအတက်နှင့်မြင်းစီအတက်တွင်တစ်ဖက်ကန်းခတ်သည် တနေ့တနေ့ဘဂီနှင့်ဘရင်သားတော်သုံးပါတို့သည်အတူတကွမြင်းကိုစီဖြင့်တောကစားထွက်ကြသည်ဒေါ်လေတို့ရောက်သောအခါမြင်းလေးစီးတို့ရှေ့မှနေခဲ့ကဲ့သို့ဆွတ်ဆွတ်ဖြူပွေသောတမင်ပါလေးတကောင်ဖျက်တမ်းပြေးသွားလေသည်မင်းသားလေးပါတို့သည်တပြိုင်နက်တမင်ဖြူမာလေး၏နောက်သို့လိုက်ကြသည်တမင်ဖြူမာလေးသည်တောင်ပူဇာများကိုဖျက်ကြောကဖိုးကောင်တောင်ကြီးစီသို့ရှေ့ရှု၍လေးအဟုံးဖြင့်လှေမြန်စွာ ခုံကျော်ပြေးသွားလေသည်မင်းသားသုံးပါတို့၏မင်းများမှာတဖြည်းဖြည်းတက်လုံးပန်းသည်ဖြင့် နွမ်းလျာကနောက်ကျန်ခဲ့ကြသည်ဘက်ကီမြင်းသာတက်လုံးခိုင်းခိုင်းဖြင့်တမင်ပြူမာကလေးနှင့်အပြိုင်ဆိုင်ပြေးနိုင်လေသည်နေသားသုံးပါးတို့သည်ဘက်ကီနှင့်တမင်ပြူမာကိုမျက်စိတဆုံမျှော်ကြည့်ကမျက်ခြေပြမနန်းတော်သို့စိတ်အားရှော့၍ပြန်ခဲ့ကြသည်ဘက်ကီမှာတမင်ပြူမာလေးကိုမျက်ခြေပြမခံဘဲနောက်မှထက်ကျလိုက်လေသည်ဒဇဒဇနှင့်ခရီးအတော်လှမ်းကြရာတမင်ပြူမာလေးမှာခြေပန်းလက်ပန်းကျသောအရေးအယောင်များပေါ်လာသည်ထိုအခါဘက်ကီသည် ပုံမအတက်ကတမင်ပြူပါလေးကို အမိဖမ်းရန်စိတ်အားထက်သန်စွာမလျှော်ဘဲလိုက်လေသည်။သို့တော့ဘက်ကီမှာမကြုံစဘူးထူးကဲသောအပ်ပွဲသေးရဲ့နှင့်ရင်ဆိုင်ကြုံကြရသည်။ရုတ်တရက်ရှောင်းတခင်တမင်ပြူပါလေးသည်မိုးထီလူနီမြင့်ဆောင်သောကြောက်တောင်ကဘာနိုင်ရန်ကြီးစီတို့အရှိန်ထိုးကုန်ပြီလင်နှုတ်သီးများနှင့်ထိလိုက်ရာကြောက်တောင်ကဘာနိုင်ရန်ကြီးသည်ထက်ချမ်းကွဲကပွင့်သွားလေသည်။အထက်မှာကအလွန်ကြီးသောကြောက်ကူကြီးဖြစ်သည်။တမင်ပြူမာလေးမှာ ကျောင်းနိုင်ရန်ဂူဘောဝါကိုဝင်မိတည်နေတဲ့ပြိုင်နဲ့တမင်ကြီးလဲကမြေသူတိုင်းရင်မူးလောက်အောင်လှပသောမိမပြိုလေးအဖြစ်သို့ပြောင်းသွားသည်ဘဂီကသွေးကြောင်သူမဟုတ်တတိအမျိုးတည်းဖြစ်သည်ဘဂီသည်မျက်စိတမိန်လျှက်တစ်ပတ်အတွင်းမြေပေါ်မှခုံစည်းပြီးလင်မိမပြိုလေးထံဂူရဲသို့ပြေးလိုက်လေသည်ကံအားလျော်စွာဘဂီဂူရဲသို့ရောက်တည်နေတဲ့ပြိုင်နဲ့ကျောင်းနိုင်ရန်ကြီးသည်မိုးချိမ့်တဲ့ဟီကငကုပဂရိအတိုင်းပြန်ပိတ်သွားလေသည်ဘဂီသည်ကြေးမြောင်းသောဇင်းညံကလေးအတိုင်း လှမိမဲကလေးနောက်သို့လိုက်သွားရာအလွန်ခမ်းနားသော ခမ်းမာကြီးတဲသို့ရောက်လေသည်ထိုအခမ်းမာကြီးမှာမိအောင်တို့ဖြင့်ရွှွှွှွှပပထုံးလင်းလျက်ရှိသည်ဂျူပန်ကျူးနယ်ပန်းပြောက်တို့ဖြင့်အလွန်ခမ်းနားတင့်တယ်သည်အမိုးကိုညမ်းဆင်ထားသော ဖန်တိုင်းကြီးများမှာတညီတညာလှပစွာအလယ်မှဘေးသို့အသွဲသွဲတန်းနေသည်မိမပြိုကလေးသည်ထိုအခမ်းမာကြီးတောင်းတစ်ခုတွင်ထားသောညောင်စောင်းတက်တွင်ထိုင်ကအမောပြေးပြီးလင်ဘက်ဂီအာအီတို့ပြောလေသည် အသင်တုလင်ပြိုအသင်မျိုးရိုးကအပယ်နီယခုကဲ့သို့ဝင်းဝင်ဆာဆာအမျိုးသမီးလေးတဦးဤအခန်းတွင်သို့ကျူးကျော်ဝင်ရောက်သည့်အသင်ကမြည်သူနီအပယ်ကြောင့်ဤသို့ဝင်စားကျူးကျော်ရသည်နီထိုကဲ့သို့မေခွန်ပေါင်းများစွာဖြင့်ဘက်ကီဘော်တွင်တိုက်စစ်ဆင်တော်သည်ဘက်ကီကလည်းမိမိအပေါ်၌အပြစ်မယူပါရန်မိမပြိုလေးအားတောင်းပန်ပြီးလင်မိမိ၏ဇာတိသမိုင်းကလေးကိုတတ်နိုင်သမျှတနာစွဲဂယုနာမိုးဆွေဖြိုးလောက်အောင်ဖွဲ့ကနှဲ့ကပြောလေသည် ထိုအခါမင်းမပြိုလေသည်ဘဂီအားတနာစေဝင်ကဤသို့တတိပေးပြန်သည်။အိုလူလင်မျိုးဤခန်းနာလာသောခန်းမအဆောင်ကြီးမှာအလွန်ဆက်ဆုပ်ကြောက်မက်ဖွယ်ကောင်းသောဘလူးကြီးနေရာဖြစ်သည်။ဘလူးကြီးသည်လူအသွေးအသားကိုမှအာသာငန်းငန်းချင်းချင်းတက်သည်။ကျွန်ုပ်မှာတင်ခဲ့သောလူသားစင်စစ်ပင်ဖြစ်သည်။ဘလူးကြီးသည် ကျွန်ုပ်ကိုဖမ်းဆီးခဲ့ပြီးလေဤတိုက်ခန်းမှာထားသည်။ကျွန်ုပ်၏ကိုဟန်ရုပ်ရည်ကိုဆွဲမှတ်သည်ဖြင့်ဘလူးကြီးသည်ကျွန်ုပ်အားနောက်ရက်အနည်းငယ်တွင်ကျင်ရာမြောက်လိမ့်မည်။ ဘလူးကြီးသည်ကျွန်ုပ်အားအလွန်အကျွမျက်နှုတ်သဖြင့်မော်အတိုင်များကိုသင်ပေးသည်ကျွန်ုပ်သည်မော်အတက်ဖြင့်ကိုလိုရာဖန်ဆင်းနိုင်ပြီလေသွားလိုရာသို့လွတ်လွတ်လပ်လပ်သွားနိုင်သည်သို့တော့အခြားလူတစ်စုံတစ်ယောက်၏အကူအညီမရှိဘဲဘလူးလက်တွဲမှမူကညီသည့်နီးနင်းမျှမလွတ်နိုင်ပါလွတ်ရန်နီးလမ်းများကိုနှက်ဖြန်ကြမှသင်နှင့်ကျွန်ုပ်တို့အေးအေးဆေးဆေးအသေးစိတ်တိုင်ပင်မည်ယနေ့အဖို့အချိန်မရှိတော့ပြီယခုမှဘလူးကြီးပြန်လာခြင်းရောက်ပြီ အကယ်၍တင့်အားဘလူးကြီးတွေ့လျင်တစ်စက္ကန့်တပ်ပြီးစနားများမဆိုင်ပဲချက်ချင်းအတင်ဤကောင်းနေကိုကိုအိုးစားခွက်လိမ့်မည်။နတ်ပြန်အတိလုံကြုံမိတနေရာတွင်အတင်ပုံးနေရမည်။ထိုကဲ့သို့တတိပေးလေသည်။မိမပြိုလေးသည်ခမ်းမဆောင်ကြီးဤဘခုတက်တက်တွင်မမမမတ်အကြီးဆုံးဖြစ်သောဖျောင်းနိုင်အဖုံးကိုဖွင့်ပြီးလျင်ဘဂီအားဘခုဖန်နိုင်တွင်းသို့ပုံးကွယ်နေစေသည်။ဖန်နိုင်ကြီးမှာရုပ်ဆောင်အမျိုးမျိုးစေးဆောင်အမျိုးမျိုးချဲ့လေထားသည်ဖြင့်ဘဂီသည်လည်း ထိုခိတ္တအတွင်ဖန်တိုင်းကြီးအစင်တစားအတွင်းယုတ်တယုတ်ဖြစ်လေတော်သည်ဗဟုဖန်တိုင်းကြီးတဲ့သူနေသားတကြဘဂီဝင်ပြီးတင်နေတဲ့ပြိုင်နဲ့ဂူပိတ်ကြောင်းနိုင်ရကြီးမှာမိုးတန်ဟီကဟင်းလင်းပွင့်သွားသည်ထို့နောက်အခမ်းမဆောင်တဲ့သူခြေလှမ်းကြဲကြဲဖြင့်ဘလူးကြီးဝင်လာသည်ဘလူးကြီးသည်လှမိမဲကလေးအားအပားသူခေါ်ကမိမိအဖို့စားတောက်ဖွဲတို့ကိုအစင်သင့်ပြင်စေလေသည်ဘလူးကြီးသည်ရသားယုံအစီဖိ၍ကပလာဖုံပေါ်မှာခိတ္တမိတ်ပြီးလင် လာမိမေအားစောင်းယူရန်အမိန့်ပေးလိုက်သည်ဘလူးကစောင်းတီးသောအခါလာမိမေလေးကတချင်းဆိုရသည်ဘလူးစောင်းတဲ့အလိုက်ခမ်းမစောင်းတွင်ရှိသောတိုင်အလုံးပင်တင်းကြီးတညာတဲ့တင်းကညှော့ကဂိမ်းကရသည်သို့သောယခုအချိန်တွင်ဘကီပိုးအောင်နေသောဘဟုတိုင်ကြီးမှတပါအခြားတိုင်များအလုံးပင်ဝတ္တရားမပြတ်တွတ်တွတ်လက်လက်တင်းရင်ကရသည်ဘဟုတိုင်ကြီးမကပဲမမမမတီတီတက်တက်ရက်နေသည်ကိုမြင်သောအခါဘလူးကြီးမှ ဒေါသမီလီယံတခုံဟုံတောက်လီတော်သည်ဤကဲ့သို့အာခံပုံကံရမည်လို့ဟုဗဟုတိုင်ကြီးကိုအစိမ့်စိမ့်ခွဲပြစ်မိဟုကြိမ်းပေါင်းပြီးလင်တန်တူကြီးကိုယူကာဘလူးကြီးထသွားလေသည်ဒိုကာလှနဲ့ကလျာကလေးသည်ကတိကရီဘလူးကြီးလက်ကိုဆွဲပြီးလင်အိုးမဲ့တီချာအရှိအမြတ်ဒေါသကိုချုံးအုပ်တော်မူပါဤဗဟုတိုင်ကြီးမှာခမ်းမတိုင်အလုံးအနံအလားဆုံးအမြင့်ဆုံးအကြီးဆုံးဖြစ်ပါသည်ထို့ကြောင့်လဲအိန္ဒိယနှင့်ဝါတော်60ရာမထေကြီးပမာ ခက်ခက်ညံ့ညာတီတီကြီးကြီးနေတဲ့မှာဒီအခြားလက်အောက်ငယ်သားတိုင်များကဲ့သို့ပော့ပော့လွင်လွင်မနေတဲ့မှာယခုလဲဗဟုတိုင်ကြီးမကကြီးမှာအရှင်းကိုပုံကန်တော်လှန်သည့်သဘောမဟုတ်ပါအခြားလက်အောက်ငယ်သားများအပေါ်တွင်အကြီးကဲဖြစ်ကြောင်းပြလို့ရတဲ့ဖြစ်ပါသည်အရှင်းကဗဟုတိုင်ကြီးကိုကစီလို့လည်းနှက်ပြန်တွင်ကပါလိမ့်မည်ကနေ့တော့သူ့အပေါ်မှာဘွေယူတော်မမူပါနှင့်ဟုဖြောင်းမြတောင်းပန်လေသည်လှနဲ့မဲစကားမှာဘလူးနာဝယ်အစင်မင်းတကားပြဖြစ်သည် ။လူကြီးသည်လှမ်းနှက်မဲ့ပြောသည့်အတိုင်းအကျွေးမဲ့သဘောတူ၍အတန်ကြာစောင်းတီးပြီးလင်အိယာတို့ဝင်လေသည်။နောက်တစ်နေ့မနက်မိုးတောက်လက်သောဘလူကြီးသည်ထာဝရထုံးစံအတိုင်းသူ့အလုပ်ဝတ္တရားများကိုဆောင်ရွက်ရန်မနက်စောစောကပင်ထွက်သွားလေသည်။ဘလူကြီးထွက်သွားမှလှမ်းမိမဲကလေးမှာအသက်ရှူချောင်းတော်သည်။လာမိမဲဒီဘဟုတိုင်းစီတို့ကြပြကတိသွား၍ဘက်ကီကိုအဖုံးဖွင့်ပေးလေသည်လာမိမဲကဘက်ကီအပေါ်တွင် မြစ်တာပင်ပြိုးမိလေသည်လာမိမဲဤမြစ်တာပင်ပြိုးကလေးမှာ ဘက်ကီဤအတုံအပြန်မေတ္တာမှုတွင်အညွန့်ကြိုက်ကလေးများစီကားဆိုပြလာသည်။နောက်မိမဲ့သည်ဘက်ကီကိုစေတနာရေးစီးကမ်းပြိုဖြင့်ဇာကောင်တောက်ပွဲဟုသူများကိုတဲခင်းကျွေးမွေးပြီးလင်မိမိတို့လွတ်လွတ်လပ်လပ်အချစ်ချင်းပြန်ရန်ဤသို့အသေးစိတ်တိုင်ပင်ပြောဆိုလေသည်။မဲ့ချစ်သေးကြမိမြပင်အစွမ်းထက်တော်လဲလူသားကဘလူးကိုဓာတ်ရိုက်သေးအောင်တက်ရံမှာလုံးဝမဖြစ်နိုင်ပါဘလူးရဲ့ခေါင်းကိုဖြတ်လျင်ခေါင်းအစ်စ်ပေါ်လာမည် ခြေလက်အင်္ဂါအစိပ်ပိုင်းတို့ကိုပြက်လင်လဲဤနည်းနှင်းနေပင်ဖြစ်သည်ဒါမညခုံလီဖြတ်တောက်ယုံများနဲ့ဘလူးမှာလုံးဝမတင်နိုင်ဘလူးဤအသက်ဝိညာဉ်ကိုအစာတုံးဖြက်စီးနိုင်မှသာဘလူးသိမိဖြစ်သည်ဘလူးကြီးသည်မိမိအသက်ဝိညာဉ်ကိုမိမိကိုယ်တွင်း၌မထားကြည်အလွန်နှိယဝက်သောနေရာ၌လုံးကျုံစွာတိမ့်တာသည်ဘလူးကြီးအသက်ဝိညာဉ်သည်ထားသည့်နေရာကိုဘလူးကြီးကအချစ်သွေးမှွန်သည်ဖြင့်ကျွန်ုပ်အားပြထားသည်ထိုနေရာသို့သွားနိုင်သည့်မော်တက်ကိုလည်းသင်ပေးထားသည် ထိုနေရာသို့အသင့်အားကျွန်ုပ်လမ်းညွှန်လိုက်ပြီးကျွန်ုပ်ညွှန်ကြားသည့်အတိုင်းမြူကြီးမတိန်ဆောင်ရွက်ပါလေ။သို့မှသာကျွန်ုပ်တို့နှစ်ဦးအချင်းချင်းပြိုင်နိုင်ပြီ။ယခုကျွန်ုပ်တို့နေသောခန်းမကြီးနောက်ဖေးတွင်လမ်းကြားကလေးရှိပြီးထိုလမ်းကြားကလေးအတိုင်းကုန်းတရညက်ခန့်လက်ရဘတ်သို့လျှောက်သွားလေကြောက်နိုင်ရန်ကြီးတခုတွေ့လိမ့်မည်။ထိုကြောက်နိုင်ရန်ကြီးကိုချီနှင့်ကမ်းပြီးလင်အတင်တော်ကြီးကန်းကြီးဖွင့်လို့ဟုသုံးကြိမ်អော်ပါလေ။ကြောက်နိုင်ရန်ကြီးပွင့်၍ဂူကြီးကိုတွေ့လိမ့်မည်။ ထိုဂူကြီးအလယ်၌ပြို့ပြို့ပြက်ပြက်တောက်ပနေသည့်ဗဒမ ्या တုံးကြီးဘော်ဝဲချစ်ခင်ဘွယ်ကြက်တူရွေးကလေးကိုတွေ့လိမ့်မည်ထိုကြက်တူရွေးကလေးကိုတဲ့တွင်ဘလူးကြီးဝိညာဉ်ထဲထားသည်ထိုကြက်တူရွေးကိုတတ်မှသာဘလူးကြီးသိမိဖြစ်သည်ယခုအသင်သည်ထိုကြက်တူရွေးကလေးထံအမြန်သွား၍တက်ချီပါဟုချစ်သွင်းနှင့်မြောက်ပေးလေသည်ဘဂီသည်ချစ်သူလှနှက်မဲညှို့ချသည့်အတိုင်းမစုံဆိုင်ပဲထွက်သွားကဂူရဲသို့ဝင်ပြီးလျှင်ဘလူးကြီးဝိညာဉ်ထားရာ တက်တူရွေးဤလဲပင်ကိုလိန်၍တက်ခဲ့လေသည်ထို့နောက်ဘက်ကီသည်ချစ်သူထံပြန်ခဲ့ရာခမ်းမဆောင်အဝင်ဝတွင်ဘလူးကြီးလဲပင်လိန်ကတေနေသည်ကိုတွေ့ရလေသည်လှမိမဲမှာဘက်ကီဤလဲကိုဝမ်တာအာရဖက်ကကျေးဇူးတင်မဆုံးဖြစ်စားသည်ဘလူးလက်မှလွတ်ခဲ့ပြီးဤကူမှာကြောက်တံပရမယာအချို့ကိုယူခဲ့၍လွတ်ရသောချစ်သူမောင်မဲတို့ထွက်ခဲ့ကြသည်ဘက်ကီသည်ချစ်သူအားမိမိမဲရောဆန်ရစ်ခဲ့သောမြို့တော်သို့ခေါ်ဆောင်လာသည်မြို့တော်စင်ချေဖုံးသို့ရောက်သောအခါ ဘက်ကီသည်နန်းတော်သို့ဓာတ်ရိုက်မဝင်သေးဘဲမိမိ၏မေရော်နှင့်နန်းတော်တွင်အဖြစ်ပြက်အကြောင်းများကိုစနီးနာထွက်ခဲ့သည်မိမိချစ်သူကိုအိမ်တအိမ်၌ခေတ္တထားခဲ့သည်ယုဒိရဲ့ကြားသောသတင်းမှာဘက်ကီအသည်များကိုထုံကျင်ကနှလုံးသွေးပင် ရက်တန့်သွားမတတ်ဖြစ်သည်တရင်သည်ဘက်ကီမေရော်ကိုရက်အနည်းငယ်အတွင်းဇုတ်အတင်းမိဖုရားမြောက်မိဟုသောသတင်းမှာကြေညာပြီးဖြစ်နေသည်ဤသတင်းမှာနားမဆန့်တော့ကြီးဘက်ကီမှာဒေါသသွေးစူးပွက်လေပြီး ကျောင်းသူတော်ဘီအီလက်တွဲမှာမဲတော်ကိုအချိန်မီကဲတင်ရခြင်းမည်သို့အတွက်ဘက်ကီသည်မိမိချစ်သူထံသို့အမြန်ပြန်ခဲ့ပြီးလင်အကျိုးအကြောင်းအလုံးစုံကိုအိတ်သွန်ဖာမောက်ပြောကြားတိုင်ပင်နေသည်ဒေါ်ကာလှမိမယ်ကလေးကဘက်ကီအားနှစ်သိမ့်စေပြီးလင်မိမိကိုယ်ကိုအထူးထူးအပြပြဖန်ဆင်းနိုင်သောမော်အတက်ကိုတင်ပေးလေသည်ထို့ပြင်ဘလူးများကိုစေခိုင်းနိုင်သောမန်တန်ကိုလည်းတင်ပေးလိုက်သည်ဘက်ကီသည်ချက်ချင်းပင်နန်းတော်တွင်သို့ရုပ်ဖြောက်၍ဝင်သွားလေသည်နန်းတော်တွင်သို့ရောက်သောအခါဘက်ကီသည် ဘရင်ဤမြင်းဆောင်တို့သွားပြီးလင်ဘရင်မြင်းတော်ဘောတို့တက်သည်နေကကုံဘောတွင်လှပသော ရောက်သွားတဲ့ရန်ဖန်ဆင်း၍နေလေသည်တကနအတွင်းပင်မင်းထိန်တစ်ယောက်သည် လေကကုံစီသို့ရောက်လာသည်မြင်းတော်ထိန်သည် ရောက်သွားကြီးကိုကြည့်၍အလွန်လှပသောရောက်သွားကြီးပါတကားဟုတအံတော်ချီးမွမ်းလေသည်ထိုအခါရောက်သွားကြီးကစင်စစ်ကျွန်ုပ်ကမျက်နှာမင်းချစ်ခင်ပါစေအတန်ကြာတနာပါစေဟုသောစုနှင့်ပြေဆုံးအောင် လှပခံ냐သည့်ရောက်သွားမြတ်ဖြစ်သည်ဟုနှုတ်ခွန်းတုံ့ပြန်လေသည်ယုတ်တရက်သောမြင်းသိမ်းမှာသွေးကြောတွေရက်သွားသည်အထိတ်တလန့်တအံတော်ငေးမျောမိသည်ထို့နောက်မှာသတိလဲကအသင်ကလူစကားကိုပြောတတ်သည်မှာအဘယ်ကဲ့သို့သောရောက်သွားနေအသင်သည်ရောက်သွားအကြောင်းကိုဘာများနားလည်သနည်းဟုမေးမိမေးရာစကားဥတည်ရာမိလေသည်ထို့အခါရောက်သွားကအိုမြင်းသိမ်းကျွန်ုပ်ကအလွန်ရောက်သွားဝါဝတူဖြစ်သည်ကျွန်ုပ်အဝါဝဘုံအကြီးလေဘုံကိုအမှုမြပြောပြီ ယခုအသင်တို့ဘီရင်ကဇိုအသင်သိမ့်ပိုက်မိမိဖုရားဤသားတော်ဘကီမိသည့်နေရာမှာရှိသည်ကိုပင်အတိအကျပြောနိုင်သည်ဟုဆိုလေသည်ရောက်သွားဤစကားကိုကြားသောအခါမင်းတော်တိမ့်သည်ဘီရင်ဤအက်ကမဟာသေနာပတိအမတ်ချုပ်ကြီးတန်သွား၍အကြောင်းစုံကိုပြန်ကြလေသည်အမတ်ချုပ်ကြီးလည်းမင်းတော်တိမ့်ပြောသည်များကိုဘီရင်မင်းမြတ်အားရှောက်ထားသည်ထိုအခါဘီရင်က ရောက်သွားကြီးကို ရှေ့တော်သို့တွင်းစေသည်ရောက်သွားကြီးရှေ့တော်သို့ရောက်သောအခါဘုရင်မြတ်ကအချင်းရောက်သွားဘကီးအเจ้าကိုအသင်ပါသည်တည်းနည်းဟုမေးတော်မူသည် ရောက်သွားကအိုးကြောင်းသူတော်ဘရင်မင်းမြန်အသင်ဒီဘဂီမေရော်ထံမှာအချစ်ကိုဓမြတိုက်ယူမိကြံစီခဲ့သည်ခြေတချောင်းထောက်၍လေကိုသာစားကတီလာစောက်တီတီဟုပြောတော့မိခွေးကဲ့သို့တင့်အကြံကသကောလောက်မှဇောက်မနဲ့ပါရကလောကမှာလဲဆိုတန်တရားမှာလဲညှိုးစင်မိအချင်းကိုရက်တန်းကရက်ပါလောက်ဟုပြောလေသည်ဘရင်မင်းမြန်မှာဒေါသမုန်တိုင်းကြလိပြီချက်ချင်းပင်ရောက်သွားကြီးကိုနိုင်ကျမ်းပြပေါ်တွင်ပောက်ခွက်လိုက်ရာအစိတ်စိတ်အမွာမွာကြည်လေတော့သည် ို့တော်လျှက်ရပြက်မျက်စိတမိတွင်ရောက်သွားအပက်အစားအနာကလေးများမှငှက်ကြီးတော်ဓာကြီးများကိုဝင့်ငါဝင့်ငါစစ်တီတော်များပေါ်လာသည်ဘဂီသည်ထိုစစ်တီတော်များကိုခေါင်းဆောင်လာသည် စင်စစ်ထိုစစ်တီတော်များမှာဘဂီစေခိုင်းရန်ရောက်လာကြသောဘလူးများဖြစ်သည်ကြောက်ပွေလီလီအံ့ပွေလီလီများကိုမြင်ရသောကနန်းတော်တစ်ခုလုံးအုံအုံကျွတ်ကျွတ်အသက်ဘေးလွတ်ရန်ပြေးကြလွှားကြသည်ဘဂီသည်စစ်တီတော်တို့အားဘရင်ကိုညွှန်ပြသည်ထိုကနား၌စစ်တီတော်တို့သည် ဘရင်ဦးကောင်းကိုဖြတ်ပြီးလျင်နန်းတော်မြောက်ဖက်အမိုးအိန္ဒြာပေါ့မှအစီအီထွက်သွားကြလေသည်မူကြီးမရသေးနာပရိတို့သည်ဗကီးချီတော်ရင်ဝယ်ဝစ်စင်ကအသက်ကိုချမ်းသာပေးရန်တောင်းပန်ပြီးလင်ထီးနှန်းကိုအပ်ကြလေသည်ဗကီးသည်မိမိจิตသူကိုအခမ်းအနားဖြင့်ဆောင်ယူပြီးလင်ဘွေတဖန်းတွင်တူမောင်းမဲရေဖြန်းခံကြလေသည်ဗကီးသည်တခန်းတနာစစ်အင်ကလေးပါချင်ရကမဲတော်ကိုခမဲတော်ထံသို့ပို့လေသည်ခမဲတော်မှာမိဖုရားကိုတွေ့ရာ အချစ်ဟောင်းများအစ်စ်ပွားလေတော့ဒီအချစ်ဦးမောင်မဲတို့မှာနောင်အခါမင်းကြီးညာစတဲ့ကိုဂရီကဝတ်ပြုကတိုင်းသူပြည်သားတို့၏အချစ်ဆန်ပြမောင်မဲအဖြစ်ဖြင့်ရာသက်ပံပျော်ရွှင်ဆန်ပြန်းကြလေတည်းလှမောင်တက်ကတူအခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွမ်းလန်းချမ်းမြေကြပါစေ။